အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့အတူအရှေ့လေပိုင်းစစ်ပွဲစတင်လာမှုနဲ့နောက်ဆုံးရသတင်းများ အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အစ္စရေးကလေကြောင်းတိုက်ခိုက်မှုနဲ့တူစတင်လာဖို့ရှိနေတဲ့အရှိလေပိုင်းစစ်ပွဲတပ်ရှင်တို့တဦးသာရှိခဲ့တဲ့အဲအိန္ဒိယလေရင်ပြတ်ကျခဲ့တဲ့အခြေအနေမြန်မာနိုင်ငံမှာဝင်မျိုးစိတ်တဲ့တခုတွေ့ရှိမှုငလင်ကြောင့်မြန်မာစီးပွားရေးပိုကျတယ်လာနိုင်ကြောင်းကမ္ဘာ့ဘဏ်ခံမင်းတဲ့အကြောင်းနဲ့မြန်မာရုရှားနှစ်နိုင်ငံဗီဇာကင်းလွတ်ခွင့်တွေဆွေးနွေးခဲ့တဲ့အကြောင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်အစ္စရေးဟာအီရန်နဲ့နျူကလ িয়ার နဲ့တာဝေးပြေဒုံးစီမံကိန်းတွေရှိရာ မြို့တော်တီဟီယန်ကနေရာရီကိုဒီမနက်ပိုင်းမှာလေကြောင်းကနေပြီးစတင်တိုက်ခိုက်ခဲ့ပါတယ်။တာဟာတင်းမာမှုတွေရှိနေခဲ့တဲ့နှစ်နိုင်ငံကြားစစ်ပွဲအတွင် ကူးပြောင်းဖို့အတွက်အစဖြစ်နိုင်တယ်လို့လည်းကြမ်းကျင်သူတွေကခံမှန်းလာကြပါတယ်။အရှေ့လေပိုင်းဒေသရဲ့စစ်ပွဲကြီးဖြစ်လာမှကိုလည်းနိုင်ငံတကာကရောပြည်သူတွေကပါစိုးရိမ်မှုမြင့်တက်နေပါတယ်။ဒီတိုက်ခိုက်မှုအပြီးမှာဆိုရင်တော့အီရန်ကလည်းသူတို့နိုင်ငံအတွေ့အရေးပေါ်အခြေအနေကြုံညာလာခဲ့တယ်လို့တုတ်ပြန်သွားမယ်ဆိုပြီးတော့ပြောထားပါတယ်။အစ္စရေးဘက်မှာဆိုရင်လည်းတံပြန်တိုက်ခိုက်ခံရနိုင်တာကိုကောက်ွယ်ဖို့အတွက်မဖြစ်မနေကလွဲ့ရဲကျောင်းယုံနဲ့လူစုဝေးတွာလာနေတာတွေကိုတားမြစ်ထားပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်အီရန်ထိတ်တန့်ပုံမှုကြီးတော့ ဦးနဲ့နျူကလ িয়ার ပညာရှင်6ဦးထိတိတ်ဆုံးကြရတယ်လို့သိရပါတယ်။အီရန်ဘက်ကလည်းအစ္စရေးကို drone စင်းတရားကြောင့်ပြန်တိုက်ခိုက်ခဲ့တယ်လို့လည်းအတိမပြုနိုင်သေးတဲ့သတင်းတွေမှာဖော်ပြထားပါတယ်။ဂျာပင်အီရန်ဘက်ကစစ်စင်ရဲတစ်ခုအနေနဲ့ပါဖော်ဆောင်ကလက်တုပ်ပြန်သွားဖို့ရှိနေပြီးသူရဲ့မဟာမိတ်နိုင်ငံတွေကိုလည်းအတိပေးထားခဲ့ပြီးဖြစ်တယ်လို့သတင်းတွေထွက်လာပါတယ်။အီရန်နဲ့အစ္စရေးရဲ့စစ်ရေးတင်းမာမှုကြောင့်နိုင်ငံတကာနဲ့စီးပွားရေးဈေးကွက်မှာပါလှုပ်လှုပ်ခက်ခက်ဖြစ်လာနေပါတယ်။ ဆက်လက်ပြီးတော့အသက်ရှင်သူတို့ဥဒါကြံခဲ့တဲ့အင်းအိန္ဒိယလေရင်ပြတ်မှုတရင်ကိုတင်ဆက်ပေးကြပါရစေ။ဇွန်လ10ရက်နေ့မှာဆိုရင်တော့အင်းအိန္ဒိယလေချောင်းလိုင်းဟာလေရင်တစ်စီးဟာပြန်တက်ပြီးတော့စက္ကန့်ပိုင်းကြာမှာတင်လူနေရက်ွက်ဘော်ကိုပြက်ကျသွားခဲ့တာဖြစ်ပါရယ်။ခီးတဲ့တင်ဘော်ရင်787 H-Dreamliner လေးရအိန္ဒိယနိုင်ငံ အဟန်တာဘက်လေဆိပ်ကနေပြန်တက်သွားပြီးနောက်အင်ဂျင်ရက်တက်သွားပြီးတော့ထင်းချုံနိုင်ခြင်းမရှိတော့ဘဲနဲ့ပြက်ကျသွားခဲ့တာလေးဖြစ်ပါတယ်။လေရင်ပြက်ကျပြီးတဲ့နောက်မှာမီးလောင်ကျွမ်းမှုလည်းဖြစ်သွားခဲ့ပါတည်း။လေရင်ပေါ်ခီးတဲ့240ခန့်လိုက်ပါခဲ့ရမှာတော့ပြက်ကျတဲ့နေရာကနေလူသေးလောင်ပေါင်း204လောင်ကိုရှာဖွေတွေ့ရှိခဲ့တယ်လို့အဟန်တာဘက်ရက်တက်ဖွဲ့ကပြောပါရီအသက်ရှင်ကျရိတ်ခဲ့သူတွေအနေနဲ့တဦးသာရှိခဲ့တယ်လို့ယူဆရပါရီအဆိုပါ အသက်ရှင်ကျရိတ်ခဲ့သူသာခီးတဲ့တယောက်ပဲဖြစ်ပြီးတော့ခုံနံပါတ် 11A ဖြစ်တယ်လို့လည်းသိရပါတယ်။တာဝန်ရှိရာရှိတွေထုတ်ပြန်ထားတဲ့ချက်တွေအားထိုင်ကုန်နာမည် 11A မှာလိုက်ပါခဲ့တဲ့ခီးတဲ့ရဲ့အမည်ဟာ Bashwash Kumarami ဖြစ်ပြီးတော့ VT နိုင်ငံသားတယောက်ဖြစ်ကြောင်းလည်းသိရပါတယ်။မနေ့ကဒီတော်လေးရဲ့ပြတ်ကျမှုဖြစ်ပွားခဲ့တဲ့နေရာမှာလူအုပ်ကြီးရှိနေခဲ့တဲ့ဆိုပေမယ့်ဒီနေ့မှာတော့လုံခြုံရေးအထက်ထက် ချထားခဲ့ပြီဖြစ်ပါရင်ကြာပြီးလေရင်ပြတ်ကြမှုဖြစ်ပွားခဲ့တဲ့နေရာကိုအိန္ဒိယဝန်ကြီးချုပ်မိုဒီကိုရိုင်းနဲ့လာရောက်ဖို့ရှိခဲ့ပါတယ်ဆက်လက်ပြီးတော့မြန်မာနိုင်ငံမှာမွေမျိုးစိတ်သစ်တစ်ခုတွေ့ရှိခဲ့ရကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါရင် State of Myanmar ဆိုတဲ့ Facebook group ဟာဆိုရင်တော့မြန်မာနိုင်ငံကလူမှုကွန်ရက်အသုံးပြုသူတွေကြားမှာရေပန်းစားတဲ့ group တစ်ခုဖြစ်ပါရင်ကိုဒီနာတဝိုင်းမှာမွေတွေ့တဲ့အခါမှာဆိုရင်တော့ဓာတ်ပုံမှတ်တမ်းရှုထားပြီးဒီ group ရဲ့မှာအမျိုးမျိုးစားတွေကိုခွဲခြားခိုင်းတာမျိုးတွေလုပ်လို့ရှိပါရင် ငွေတွေနဲ့ပတ်သက်လို့မြန်မာနိုင်ငံမှာအယူအမားတွေရှိခဲ့ပေမဲ့ဒီကရုပေါ်လာပြီးနောက်ပိုင်းမှာလူတွေရဲ့ငွေနဲ့ပတ်သက်တဲ့အသိပညာတွေလည်းတိုးပွားလာရပါတယ်။အခုဆိုရင်တော့ဒီကရုကနေပဲအရင်ကမြန်မာနိုင်ငံမှာဒဇင်တစ်ခါမှမတွေ့ဘူးတဲ့ငွေမျိုးစိတ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါပြီ။မြန်မာနိုင်ငံမှာအသေးတွေ့ရှိခဲ့တဲ့ငွေမျိုးစိတ်ဟာဆိုရင်လာအုံငွေဝံပလွေမျိုးစိတ်ဖြစ်ပြီးတော့ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့တနအီတိုင်းဒေသကြီးတို့မှာတွေ့ရှိခဲ့တာဖြစ်ပါပြီ။တကမ္ဘာအလုံးမှာငွေဝံပလွေမျိုးစိတ်ပေါင်း82မျိုးရှိတဲ့နဲ့မြန်မာနိုင်ငံမှာ71မျိုးမှတ်တမ်းတင်ထားနိုင် င်ခဲ့ပြီလို့သိရပါတယ်။ဒါက State of Myanmar အဖွဲ့အတွက်မြန်မာနိုင်ငံကမွေမျိုးစိတ်တင်ကိုမှတ်တမ်းတင်နိုင်တာဟာ22ကြိမ်မြောက်ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးတော့ငလင်းကြောင်မြန်မာစီဝါရေးပိုကြက်တဲလာနိုင်ကြောင် ကမ္ဘာပန်ခံမင်းတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဆိုရင်တော့မလာ28ရက်နေ့သခိုင်းနဲ့မန်လေးတဝိုက်ကိုဗဟိုပြုပြီးအင်အားပြင်းငလင်ကြီးလှုပ်ခတ်သွားခဲ့ပါတယ်။ဒီငလင်ကြီးကြောင့်ဒေသုံသူထိခိုက်ဒဏ်ရာရရှိသူအများပြားရှိခဲ့ပြီးတော့မိသားစုအများပြားလည်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။အချို့ဆိုရင်လည်းအခုချိန်ထိငလင်တန်ကနေပြီးတော့နလန်ပြန်မထူနိုင်သေးတဲ့အခြေအနေမျိုးတွေမှာရှိနေတုန်းပဲဖြစ်ပါတယ်။ငလင်ကြီးဟာဆိုရင်တော့ငိုရဲကအကြဘက်ကိုဥတီနေတဲ့မြမစီဝါရဲကိုပို့ပြီးတော့ထိခိုက်သွားစေခဲ့ပါတယ်။ငလင်ကြောင့်မြန်မာနိုင်ငံမှာဆင်း ရနံပါမှုနော်နှစ်တသမာ၈ရာခိုင်နှုန်းထပ်မံမြင့်တက်လာနိုင်ပြီးတော့အထွေထွေကျပ်တဲတွေနဲ့လည်းရင်ဆိုင်လိုက်ရနိုင်ကြောင်းကမ္ဘာ့ဘဏ်ကဇွန်လ၁၂ရက်နေ့ကထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားခဲ့ပါရီငလင်းမတိုင်ခင်ကအပြုစုကောက်ယူခဲ့တဲ့စစ်တမ်းရမြန်မာနိုင်ငံရဲ့စီရင်နံပါမှုနှုန်းဟာ၂၀၂၃နဲ့၂၀၂၄ခုနှစ်မှာ31ရာခိုင်နှုန်းရှိနေပြီးတော့2025မှာတော့ငလင်းကြောင့်ပုံမြင့်တက်လာနိုင်ကြောင်းကမ္ဘာ့ဘဏ်ကခန့်မှန်းသွားတာလည်းဖြစ်ပါရီနောက်ဆုံးအနေနဲ့ကတော့မြန်မာရုရှားနှစ်နိုင်ငံဗီဇာကင်းလွတ်ခွင့်တွေဆွေးနွေးခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ် ဖြစ်ပါတယ်။မြန်မာရုရှားနဲ့နိုင်ငံပြည်သူတွေအတွက်အပြန်လည်ဗီဇာကင်းလွတ်ခွင့်ဆောင်ရွက်ဖို့ညှိနှိုင်းဆွေးနွေးတာတွေပြုလုပ်ခဲ့တယ်လို့ဟိုတယ်နေခီးသွားလာရေးဝန်ကြီးဌာနကသိရပါတယ်။ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ကိုဇွန်လ10ရက်ကနေ15ရက်ထိကျင်းပနေတဲ့9ချိန်မြောက်မော်စကိုနိုင်ငံတကာခီးသွားဖိုရမ်နဲ့ခီးသွားပြပွဲဖွင့်ပွဲခန်းနာမှာဆွေးနွေးကြတာဖြစ်ပါတယ်။ဒီပြပွဲကိုတော့ဟိုတယ်နေခီးသွားလာရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးကျော်စိုးဝင်းဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်ဖွဲ့တက်ရောက်ခဲ့ပါတယ်။တွေ့ဆုံစဉ်မှာမြန်မာရုရှားနိုင်ငံကြား အစိုးရပုတ်ကလေးကနဲ့ပြည်သူတွေကြောင့်ဗက်ဆောင်ပူပေါင်းဆောင်ရွက်မှုတွေမြင့်တင်ဖို့မြန်မာနဲ့ရုရှားနိုင်ငံခီးသွားလုပ်ငန်းမြင့်တင်ဖို့အတွက်ရင်းနှီးကျွမ်းဝင်မှုခီးစဉ်တွေကိုအပြန်အလှန်စီစဉ်ဆောင်ရွက်ဖို့မြန်မာရုရှားနိုင်ငံပြည်သူတွေအတွက်အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ဆောင်ရွက်ဖို့စတာတွေဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်မြန်မာနိုင်ငံဘက်ကလည်းရုရှားခီးသွားတွေပုံမပေါ်ရောက်လာဖို့ကိုမျှော်လင့်ကြောင်းထည့်သွင်းပြောကြားခဲ့တယ်လို့သိရပါတယ်ဟုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုလေးကိုတော့ဒီမှာရနာပြပါစေရှင်ကြည့်ရှုပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်